ဟုတ်ပြီဗျာအဲ့ဆိုစလိုက်ကြရအောင်အာ comment တစ်ခုတွေ့ပြီ bonus ရလာအကိုတဲ့ bonus ပါဟုတ်ပြီအဲ့တော့ bonus အကြောင်းမပြောခင်အာမင်းညာကိစ္စပါနော်မင်းညာဘယ်လိုဖြစ်လဲဆိုရင်တမိဆိုးကြီးက weight chain နဲ့ weight chain နဲ့ hydration test မအောင်ဘူးအဓိက hydration test ဆိုတာရေဓာတ်ကိုပြောတာပါခန္ဓာကိုယ်မှာလိုအပ်တဲ့ရေဓာတ်ပမာဏပါနော်အဲ့ဒီပမာဏကိုမပြည့်ဘူးခင်ဗျာ တမနီဆိုကြီးရဲ့ခန္ဓာကိုယ်မှာရေဓာတ်တွေအများကြီးလိုအပ်နေတာတွေ့ရတယ်။အများကြီးတော့မဟုတ်ဘူးနော်။အဲလိုတော့လိုအပ်နေသေးတယ်။အဲဒါကြောင့် hydration test မအောင်တာဖြစ်ပါတယ်။ weight ကိုချိန်လိုက်တဲ့အချိန်မှာတော့ weight ကတော့144ပေါင်ကျော်ပေါ့နော်။အဲတော့ bantam weight တန်းမှာဝင်ပါတယ်။ပထမဆုံးအချိန်မှာလည်းအဲ့လိုပဲဖြစ်ဒုတိယအချိန်4ချိန်ထိသူက weight ချိန်ပါအောင်တယ်။ဟုတ် sorry ဒီ hydration test စစ်ပါတယ်။4ချိန်ထိ hydration test မအောင်ပါဘူး။ weight ကတော့အဆင်ပြေတာပေါ့နော်အဲဆိုရင် hydration test မအောင်ရင်သူကတော့ weight down ဝင်တယ်လို့ပြောလို့မရပါဘူးခင်ဗျအဲတော့တချို့ညီကိုတွေညင်းခုန်နေကြတာတွေ့လို့ပေါ့နော်ဒီတခြား page တွေမှာရောပြီးရင် defend championship page မှာရောသွားပြီးတော့အာရင်တွေ့နေရတယ်ပေါ့နော်အဲ့လိုမျိုးတွေ့တယ်အခြေချင်း comment ပြန်တာတွေဘိုင်းပြန်တာတွေပေါ့နော်အဲ့လိုမျိုးတွေ့နေရတော့ပါအဲ့တော့ဆိုးကြီးက weight ကအဆင်ပြေပေမဲ့ hydration test မအောင်တဲ့အတွက်တည်ရင်ဝင် weight down ဘန်တန် weight down ဝင်တယ်လို့တတ်မှတ်လို့မရဘူး မရတဲ့အခြေအနေပါမနေရအခြေအနေပေါ့နော်ဟုတ်ပြီအဲ့တော့နောက်တစ်ခုကဝိတ်တန်းမဝင်တော့ဘူးဆိုရင်ဘာထက်လို့လို့ရလဲဆိုရင် cash rate တန်းမှာထိုးတက်လို့ရတယ် cash rate တန်းမှာထိုးတက်လို့ရတယ်ဟုတ်ပြီအဲ့ဆိုရင် cash cash rate တန်းမှာထိုးတက်မယ်ဆိုရင်ပထမအုပ်ဆုံးဒီကစားသမားရဲ့ hydration test အောင်ဖို့လိုပါတယ်ခင်ဗျအဲ့တော့ခုနကလည်းမအောင်ဘူးပြောတယ်အခုလည်းအောင်ဖို့လိုတယ်ဆိုတော့ဘာကွာလဲဆိုရင် weight တက်မှတ်ချက်မှာ အခုဘန်ထဝိတ်တန်းက145ပေါင်မှာသတ်မှတ်ပေးထားပါတယ်အဲ့ထက်ကျော်လို့မရပါဘူးခင်ဗျအဲ့တော့145ပေါင် weight လဲခန္ဓာကိုယ်အချိုးစားခန္ဓာကိုယ်အ weight လဲ145ပေါင်မှာရှိနေရမယ်ပြီးတော့ခန္ဓာကိုယ်မှာလိုအပ်တဲ့ရေဓာတ်ပမာဏလဲလိုအပ်တဲ့အခြေအနေတိ level တစ်ခုတိရောက်ရှိနေရမှာဖြစ်ပါတယ်အဲ့ဒါမှအဝိတ်တန်းဝင်တယ်လို့သတ်မှတ်တာဖြစ်ပါတယ်အဲ့တော့ ခဏတော့အဝေးတိုင်းမဝင်တော့ဘူးအခုတော့ cash rate တိုင်းမှာထိုးရတော့မှာဖြစ်ပါတော့เนาะဒီသူတို့တတ်မှတ်ထားတဲ့အချိန်မှာတော့ပြည့်ရပြီအဲ့လိုအဲ့ဒါဆိုရင်အကုန်လုံးကတော့ပြီးသွားပြီ wait တိုင်းမဝင်တော့တိတ်ချသွားပြီအဲ့တော့ timely soji က cash rate တိုင်းမှာထိုးရဖို့အတွက် hydration test ပြန်ပြီးတော့စိတ်ရတာပေါ့เนาะ hydration test on ကိုအောင်မှဖြစ်မှာတရားမအောင်ရင်သူတို့ကပေးမထိုးပါဘူးခင်ဗျအဲ့တော့ timely soji ကမနေ့ညအာစူးစမ်းတယ်အဲပြောချင်တာတော့ရေထက်တောက်ရတော့ဗျာ တယ်မလားရေထပ်တောက်ရတယ်အဲပြီးရင်ခန္ဓာကိုယ်မှာလိုအပ်တဲ့အရေပမာဏအရောက်အောင်သူကပြန်ပြီးတော့ရေတက်ပြန်ဖြည့်ရတယ်သူ hydration test လိုအပ်တဲ့ပမာဏရသွားပြီဆိုတဲ့အချိန်ကမနေ့ကအကိုဖြိုးဝေကျင်ညာထားတဲ့ဟိုဟာညာဘက်မနေ့ကစေနိုင်လောက်ထင်တယ်နော်ဟုတ်တယ်စေနာကြီးထင်တယ်စေနာကြီးမှာသူကအာ hydration test on ပြီးဆိုပြီးတော့ရေထားတာဖြစ်ပါတယ် အဲ့ဒီ hydration test က weight တန်းဝင်တဲ့ဟာကိုပြောတာမဟုတ်ဘူးပွဲထိုးရဖို့ cash weight တန်းမှာပွဲထိုးရဖို့အတွက် hydration test စစ်တာဖြစ်ပါတယ်ဟုတ်ပြီအားရဆုံရင်ခန္ဓာကိုယ်မှာလိုအပ်တဲ့ရေတက်ရပြီပြီအားဆိုရင်တော့ပွဲထိုးလို့ရပြီဒါပေမဲ့ weight နဲ့ဒီ hydration test နဲ့ကပြောင်းပြန်အချိုးကျတာပါခန္ဓာကိုယ်မှာလိုအပ်တဲ့ weight ကိုသူကအာဒီ145ပေါင်ထက်ကျော်လို့မရဘူးဗောနော်အဲ ဆိုလင်းဦးရဲ့ဝက်က144မှာရှိရဲဆိုပေမဲ့ hydration test ကရေတက်ကမလုံတော့သေးဘူး။အဲ့တော့ရေတက်ထပ်ဖြည့်တဲ့အချိန်မှာသူက hydration test တော့အောင်ပြီးသွားပြီ။ရေတက်လည်းလုံလုံလောက်လောက်ပေါ့နော်။ရရှိသွားပြီ။ဒါပေမဲ့သူ့ရဲ့ဝက်ကတော့အခုဒီမနက်မှပဲဟိုကပွဲဖြစ်တဲ့ဝိတ်တန်းပေါ့နော်။ပွဲဖြစ်တဲ့ဝိတ်တန်းဆိုရင်တရာနမ49တတမ25ပေါင်ဖြစ်သွားပါတယ်။အဲ့ဒါကို cash weight down လို့ခေါ်တာဖြစ်ပါတယ်။ အဲ့ဆိုရင်ဘန်ထန်ဝိတ်တက်တက်ကျော်သွားပြီပေါ့ဗျာပြောမှဆိုရင်နော်အဲ့တော့တမ်မီဆိုးကြီးရဲ့ဝိတ်က140မှခွန်တတမ25ဖြစ်သွားပါတယ်အဲ့ဆိုရင်အဲနှစ်တတမ25ပေါင်ဘန်ထန်ဝိတ်တက်တက်ကျော်သွားတဲ့တဘောတက်ရောက်ပါတယ်နော်အဲ့လိုမျိုးအဲ့ဆိုရင်သူကဝိတ်တန်းဝင်တယ်လို့ပြောလို့မရတော့ပေါ့တကယ်ဟိုညီကိုရင်းမင်းညာရန်ဖြစ်နေကြတာအဲ့ဒီကိစ္စပါ ကျွန်တော်ပြောချင်ဒီဟိုဖြိုးဝင်ကဆဲဆစ်လို့အစင်ပြေသွားပြီအောင်ဟေးဆိုပြီးတော့ညာဘက်စိတ်တိုင်းမှာထမိကြည့်ညာလိုက်တယ်ဒီနားမလေတဲ့တချို့ညီကိုတွေကလည်းတချို့ page တွေကလည်းနားမလေကိုညာသလားဟိုဟို youtube တီ youtube ဟာရပြီ wait down ဝင်ပြီဆိုပြီးတော့အဲ့လိုမျိုးတွေ wait down ဝင်တာမဟုတ်ပါဘူးပွဲကစားရဖို့အတွက်အသေးအနံကြိုးစားရတာပါမင်းညာ ဒီကိုဖြိုးဝေကျင်ညာတဲ့ဟာလဲ cash rate တန်းမှာထိုးလို့ရပြီဆိုပြီးတော့သူကကျင်ညာလိုက်တာဖြစ်ပါတယ်အတီးအဓိကတော့သူပြောတဲ့ဟာကအာကျွန်တော်မေးလို့မေးပြီးစေးအာစီးစစ်လို့အောင်ပြီးဆိုပြီးလားမသိဘူးအဲ့လိုလားမသိဘူးသူရေးထားပြောနော်အဟုတ်ပါတယ်အာဒီ hydration test ကအောင်ကိုအောင်မှဖြစ်ပါပါဒီ hydration test မအောင်တဲ့လူကိုပွဲမထိုးခိုင်းပါဘူးခင်ဗျ one championship က cash rate တန်းမှာလည်းမထိုးခိုင်းပါဘူး ဟုတ်ပြီအဲ့တော့ခဏခဏပြောပါတယ် hydration test ကဘာလို့အောင်ဖို့လုပ်လဲဘာလို့အဲ့လောက်လေးအရေးကြီးလဲဆိုရင် sorry ခန္ဓာကိုယ်မှာလိုအပ်တဲ့ရေဓာတ်ပမာဏလုံလုံလောက်လောက်ရှိနေဖို့လိုလို့ပါအာကစားသမားတွေကအာဒီလှုပ်လှုပ်ရှားရှားအရင်လှုပ်တယ်အားထည့်ရတယ်သူတို့မှာမာဇယ်ရီရှိတယ်ရေဓာတ်မလုံလောက်ဘူးဆိုရင်မာဇယ်တရား တို့ဒီလိုမျိုးကောင်းကောင်းအလုပ်မလုပ်ပါဘူးကိုကဒီနေ့ချာချာချိန်ပြီးတော့ထိုးလိုက်တယ်မာစရာတမလားကိုထိုးတဲ့ထိုးပေါက်ကမမှန်တော့ဘူးတခြားနေရာထိရောရတယ်အဲ့လိုမျိုးတွေပေါ့ဗျာပြီးရင်မာစရာလည်းအဒီရေဓာတ်ကုန်နေတဲ့အတွက်ရေဓာတ်အရင်ကြီးဒီမလောက်တဲ့အတွက်ပေါ့ဗျာနည်းနည်းလှုပ်လှုပ်ရှားရှားလှုပ်လိုက်တာ ਨੇ အရန်ပူလာကိုခန္ဓာကိုအရန်ပူလာတယ်ကြွတားတွေနဲ့ပူတောက်ပေါ့နော်အဲ့လိုမျိုးဖြစ်လာတယ်ခန္ဓာကိုလည်းအရန်ပူတောက်ပြီးအဲ့လိုဖြစ်လာတယ်ပြီးရင်တက်လုံးပိုင်းခန္ဓာလေးနဲ့တက်လုံးကျပါတယ်အဲ့လိုမျိုးဖြစ်ပါတယ်အဲ့တော့ရေဓာတ်ကအဲ့ဒါကြောင့်အရေးကြီးတာပါနောက်ဆုံးဘေးအဆင့်တွေဖြစ်သွားနိုင်လေဆိုရင်ဒီတွေးလေပတ်မှုပေါ့နော်တွေးလေပတ်မှုဒီခေါင်းထဲကိုအုန်းနောက်ထဲကိုအောက်ဆီဂျင်မရောက်တဲ့အဆင့်တွေဖြစ်သွားနိုင်ပါတယ်နောက်ဆုံးအသက်ဆုံးရှုံးရတဲ့အဆင့်တွေဖြစ်နိုင်တဲ့အခြေအနေကြောင့်ပါ အဲ့ဒါကြောင့် hydration test ကို one championship ကခဏခဏအရေးကြီးတဲ့ဒီပုံစံပေါ့နော်အဓိကထားပြီးတော့စစ်နေတာဖြစ်ပါတယ် hydration test အောင်မှပဲသူတို့ကပွဲပေးထိုးတာဖြစ်ပါတယ်လို့ဒီမနက်လည်းစာနဲ့တော့ရေးပြီးသွားပြီဒါပေမဲ့တချို့ညကိုညအစာဖတ်ရင်လည်းသိနားမလည်ကြဘူးဗျအဲ့ဒါကြောင့်ကျွန်တော်ပြန်ရှင်းပြတာဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုကိုကြည့်တဲ့ညကိုညတော့သိမယ်ထင်ပါတယ်နော်အာခခုတ်ပြအစရင်ကတော့ကိုတယောက်မေးတာစောခိုင်းစော ဟုတ်လားမသိဘူးခိုင်စုံပဲနဲ့ပါနော်စလုံးပေါင်းဟုတ်ကဲ့ဇောခိုင်စုံမေးတာ bonus ရလားကိုတဲ့ bonus မရပါဘူးခင်ဗျအလေးထိုးအနိုင်ရရှိရင်လည်း bonus မရပါဘူးခင်ဗျမဟုတ်ဆိုဝိတ်တန်းမဝင်လို့ပါဗန်ထန်ဝိတ်တန်းမှာတကယ်လို့ bonus ရချင်တယ်ဆိုရင်ရှမေးအာတုကန်လိုမျိုးဒီအကေဘတ်တို့ကပောင်းတို့လိုမျိုးပေါ့နော်တစ်ချိန်ပဲလာချိန်တယ်ပြီးရင်တို့တက်မှတ်ထားတဲ့၃နာရီဆိုရင်၃နာရီအတွင်းမှာလုံးဝဝိတ်တန်လည်းဝင်မယ်ဟိုက်ဒရဂျင်တက်စ်လည်းရေတက်လိုအပ်တဲ့ပုံစံနဲ့လုံးဝအောင်ရမယ် အဲ့လိုမျိုးအခြေအနေမှာသူကဝိတ်တန်းဝင်တယ်လို့သတ်မှတ်ပါတယ်။ bonus လဲအဲ့ချိန်ကျမှအလေးထိုးအနိုင်ရရှိမှပဲပေးတာဖြစ်ပါတယ်။ဟုတ်ပြီအဲ့ဒါတော့ဒီ damage soji ရဲ့အကြောင်းပြောသွားတာပေါ့နော်။ဟုတ်ပြီအဲ့ဆိုရင်ပြောကြရှိသေးတယ်။ခုန bonus ကိစ္စတော့ပြောပြီးသွားပြီ။ bonus ကမရဘူး။ဒါပေမဲ့အရေးကြီးတဲ့အချက်ရှိပါလိမ့်မယ်။အာဒီ hydration test ဒီစူးစမ်းလှုပ်ဆောင်တဲ့အချိန်မှာကျွန်တော်တို့အားရတဲ့ဟာတခုတော့ရှိပါတယ်အဲ့ဒါကဘာလဲဆိုရင်တမ်းမေဆိုးကြီးပေါ့နော်တမ်းမေဆိုးကြီးကအာဒီပထမချိန်၊သွားချိန်နဲ့ဒုတိယချိန်၊တတိယချိန်အဲ့လိုမျိုးအချိန်ချင်း၄ချိန်တော့သွားချိန်တယ်သွားပြီးတော့စူးစမ်းတယ်ဆိုပေမဲ့သူကအရန်ချင်းဟာဟိုရေအများကြီးတောက်လိုက်တာလို့ပေါ့နော်ပြီးရင်ဝေးအများကြီးပြန်ချလိုက်တယ်ပေါ့အဲ့လိုမျိုးမရှိဘူးပြန်သူကအေးအေးဆေးဆေးပဲလှုပ်သွားတာတော်လားအေးအေးဆေးဆေးပဲလှုပ်တော့အဲ့တခုတော့အားရတယ်အဲ့လိုဖြစ်နေရမှာ ပြီးရင် weight down ကလည်း10နာရီလောက်မှအများပဲ10နာရီလောက်မှဒီ hydration test ဆက်လည်းဒီ10နာရီလောက်မှအောင်ပါဗျာအဲ့ဆိုရင်သူက AA စစလုပ်တယ်ဆိုတာလုံးဝသိကြနေပါတယ်အဲ့ဒါကတော့ကောင်းတဲ့အချက်ပါပဲအဲ့တော့ဒီပွဲမှာတက်လုံပိုင်းကအဆင်ပြေမှာဖြစ်ပါတယ်အရင်ပွဲနဲ့လုံးဝတူတော့မဟုတ်ပါဘူးအရင်ပွဲကတော့လုံးဝလုံးဝပြာရခက်ဖြစ်သွားတော့ပေါ့နော်ဒီ hydration test မအောင်ဆိုတော့အကြီးငါးရစတော့ ပြင်ဝိုင်းကပြန်ပိုးပြန်ရောဝိုင်းကပြန်ချပြန်ရောပြင်တုံးလားရေတောင်းလိုက်တေးပေါက်လိုက်ဝိုင်းချလိုက်မျိုးစုံလုပ်ခဲ့ရတာဗျာလုံးဝလုံးပန်းခဲ့ရတဲ့အခြေအနေဖြစ်သွားတယ်အဲ့ဒါကြောင့်စက်ချန်နဲ့ပွဲမှာတန်မီဆိုဂျီဒူးတန်းအခြေမှာလုံးဝတက်လုံးကြတာပဲအခြေအနေကျွန်တော်တို့တွေးခဲ့ရပြီးတာဖြစ်ပါတယ်အဲ့တော့အဲ့ဒါပထမပွဲပေါ့နော်အခုဒီပွဲမှာတော့တန်မီဆိုဂျီဝိုင်းတန်းဒီဝိုင်းတန်းတော့ဝင်ပါမယ်ဒီဆေး hydration test ပေါ့နော် hydration test မအောင်တဲ့အချိန်မှာလုံးဝပြာရာခက်သွားတဲ့ပုံမျိုးမျိုးရှိ ေးစစ်စစ်လုပ်တယ်ဖြည်းဖြည်းချင်းသွားတယ်သမလားအဲ့ဒါကြောင့် weight တန်လည်းမဝင်တာပေါ့နော်ဒါပေမဲ့ခုနကပြောတဲ့အတိုင်းပဲတက်လုံပိုင်းမှာတော့ဒါအပေါင်းလက္ခဏာဆောင်ပါတယ်အေးစစ်စစ်ပဲသွားတယ်အရင်ကြီးအပင်ပန်းမခံဘူးအဲ့တော့မနက်ဖန်မနက်မှာဒီပွဲကတော့မနက်ဖန်မနက်မှာကြီးရမှာဖြစ်ပါတယ်အာကျွန်တော်ထင်တာတော့အကောင်းဆုံးတော့လုံးပြနိုင်မယ်လို့ထင်ပါတယ်အလေးထိုးနဲ့อืมဖြစ်နိုင်တယ်เนาะအလေးထိုးနဲ့နိုင်နိုင်ပါတယ်เนาะတမ်းနေဆိုရင်မအောင်ဆိုရင် ။အဲကျွန်တော်တို့ဒါမေးဆိုကြရတက်လုံးကြားမဲ့ပုံမပေါ်ပါဘူးခင်ဗျ။ပြီးတော့နောက်တစ်ချက်ကဘန်တန်ဝိတ်တန်းပေါ့နော်။ဘန်တန်ဝိတ်တန်းမှာဘာလို့အဲ့လိုမျိုးအဆင်မပြေလဲဆိုတဲ့အချက်ပေါ့တော့ကျွန်တော်တို့အာအဲ့တော့ပြီးတော့မထင်တာဘူးဗျအမှန်တိုင်းပြောတာပေါ့နော်။တမနိဆိုကြီးက140ဒီနှစ်ပေါင်143ပေါင်လောက်ပဲရှိတဲ့လူတယောက်ဗျာအဲ့တော့145အထိတွားမယ်ဆိုရင်ရေတက်လဲလုံလုံလောက်ရရှိမယ် တော့အဲ့လောက်ထိရုံးကန်ရနိုင်ခြင်းမရှိဘူးလို့ကျွန်တော်ထင်ထားတာဒါပေမဲ့ပြောမှဆိုရင်ဝိတ်တက်လာတဲ့အခြေအနေမှာရှိပါတယ်နော်ဝိတ်တက်လာအခြေအနေဆိုအဆီနည်းနည်းထွက်လာမယ်ပြီးရင်ကြက်သားတွေဒီနည်းနည်းပိုများလာမှာပေါ့ဗျာအဲ့တော့ရေတက်မလို့ပဲနဲ့ကြက်သားတွေတိတန့်ဆိုရင်တမလီအစိုးကြီးရဲ့ဝိတ်က145ပေါင် ရှိနေတဲ့အနေအထားမှာနော်144ပေါ့နော်ပြောမှဆိုရင်144ဝန်းကျင်မှာရှိနေတဲ့အနေအထားမှာဖြစ်ပါတယ် တကယ်လို့ရေတက်အာဒီ percentage တော်တော်များကို short ချလိုက်မယ်ဆိုရင်သူ့ရေဝက်က143ပေါ့နော်အဲ့လောက်ထိပြတ်မှာဖြစ်ပါတယ်ဒါပေမဲ့ one championship ကရေတက်လုံလုံလောက်လောက်ရှိတော့မယ်ဘွယ်ထိုးခိုင်းတယ်အဲ့တော့ Dominic Soji ရဲ့ခန္ဓာကိုယ်မှာရေတက်လုံလုံလောက်လောက်ပြန်ဖြည့်လိုက်တဲ့အချိန်မှာသူ့ရဲ့ကြွက်သားရဲ့ပြီးရင်အစီပါမယ်ပြီးရင်ရေပါမယ်အကုန်လုံးပြန်ပြီးတော့ဒီ weight ပြန်ချိန်လိုက်တဲ့အချိန်မှာတော့148ပေါင်ကျော်သွားပါတယ်တော့အဲ့တော့အစားအနေ နောက်ပွဲတွေတော့ဒီ nutritionalist တွေနဲ့တည်တည်ချာကိုပြန်စူးစမ်းပြီးတော့ပေါ့နော် weight တွေတည်တည်ချာပြန်ချအဲ့လိုမျိုးတော့ပြန်လုပ်လို့ရမှာဖြစ်ပါတယ်။ဟုတ်ကဲ့အဲ့ဒါတော့တမလီစူးကြီးအကြောင်းပေါ့နော် main နေနေပို့ပြီးတော့ပါ။ဟုတ်ပြီအဲ့ဆိုရင်ဒီညကြည့်ရမယ့်ပွဲဒီညကြည့်ရမယ့်ပွဲရှိပါတယ်။ဒီညကြည့်ရမယ့်ပွဲကျွန်တော်တို့အားလုံးသိပြီးတော့ဖြစ်ပါတယ်။သက်ပိုင်အောင်ရဲ့ပွဲသက်ပိုင်အောင်ရဲ့ပွဲရှင်ကိုကြည့်ရအောင်ဖြစ်ပါတယ်တော့။ တပ်ပိုင်အောင်ကဘယ်လိုပြောရမလဲဆိုရင်သူ့အတွက်ကတကယ်ကိုတရားပေါ့နော်တပ်ပိုင်အောင်ရပြင်ပတ်တာဂျပန်ဖိုင်တာတပ်ပိုင်အောင်ရပွဲကိုကျွန်တော်တုံးသက်ကြည့်မယ်ဆိုရင်တော့အာနည်းနည်းတော့ပြောရခက်တဲ့အခြေအနေမှာတော့ရှိပါသေးတယ်။ဘာလို့လဲဆိုရင်ပထမဆုံးထိုးတတ်တဲ့ပွဲဗျာ။ပြီးရင်အဲသူကဒီ1 championship မှာမွေထိုင်းလာထိုးလည်းမရှိဘူး။ပြောရအလဝေပဲထိုးတဲ့ fighter ဆိုတော့လေ။ သူနဲ့အဝင်ပုံချဖြစ်မလားဆိုတော့ကျွန်တော်တို့တစ်ချက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။အဲဆွမ်းဆောင်ရည်ပိုင်းကတော့လုံးဝအားရတယ်။သူအမြင့်ကန်ချက်တွေတုံးနိုင်တယ်။အမြင့်ကန်ချက်တုံးတယ်ပြီးရင်လက်တိထိုးချက်တွေတော်တော်လေးကောင်းပါတယ်။ပြောမဆိုရင်ပေါက်ကွဲအပြည့်သွားတယ်ပြီးရင်အာဒီခန္ဓာရည်ကလေလုံးဝကျွန်တော်တို့မြန်မာလူဝိတမားဆိုတဲ့အတိုင်းပဲခန္ဓာရည်ကတော့လုံးဝ short တွက်လို့မရတဲ့အနေထားပါ။အဲ့တော့ဒီ fighter ဗျာပြောမဆိုရင်ဒီ Japan fighter ရဲ့အခြေအနေကြည့်မယ်ဆိုရင်သူရဲ့အာနာချက်က လက်တီထိုးချက်အရင်မြန်ပါတယ်အရင်မြန်ပါတယ်ပြီးရင်သူကဂျပန်ဖိုင်တာတွေကဂရာသေးတမားတွေဖြစ်တယ်ဒီမေဂရီပေါ့နော်မေဂရီလို့ခေါ်ပါတယ်အဲ့ဒါမေဂရီကစ်နှွားကြည့်လိုက် front kick ပေါ့နော် front kick ပုံစံကိုတို့ဂရာသေးအခေါ်ဖို့ဆိုရင်သူတို့သူတို့ဒီကန်တဲ့အနေထားပုံစံပေါ့မူတည်ပြီးတော့သူတို့အခေါ်ဖို့ဆိုရင်မေဂရီကစ်လို့ခေါ်ပါတယ်အဲ့ဒါမေဂရီနှွားကြည့်လိုက်ဒါတာကေရူကတန့်စင်ကိုကန်သွားတဲ့အကွက်ဗျာဘိုင်းမှာကန်သွားတာကွက် တချို့လည်း liver shock လို့ခေါ်တော့မနော် liver shock လို့လည်းမဟုတ်အဲ့လိုလည်းမဟုတ်ဗျာဒီတစ်ခါကပိုင်းမှာကန်တော့အဲ့တော့ဒီ memory kick ကဘယ်မှာမဆိုကန်လို့ရပါလားဗျာအဲ့ဒီကန်ချက်ကအတော်လေးပြင်းပါတယ်တန်းကျင်လည်းချက်ချင်းမှောက်တော့တဲ့အနေထားပေါ့နော်ပြီးတော့ super leg နဲ့ပွဲတော့ကလည်းဒီ takeru ကဒီ memory kick ကိုကန်ခဲ့ပါတယ် memory kick ကန်တယ်ဒီ super leg တော့ကနည်းနည်းပုံစံပြောင်းသွားတဲ့အနေထားပေါ့နည်းနည်းပြောင်းပြောင်းပြောင်းနဲ့ဖြစ်သွားတဲ့အနေထားလေးပြန်အဲ့တော့ ဲ့တော့ဒီကစ်ချက်ကအရင်ကိုပြင်းပါတယ်အရင်ကိုပြင်းပါတယ်အခု D fighter ကလည်းအဲ့လိုမျိုးတုံးလာနိုင်ပါတယ်ပြီးရင်ပြီးရင်သူ့ရဲ့အဓိက target ကတော့ဒီ body shot ပေါ့နော်ဒီ one punch ပိုင်းကိုထိုးတတ်တဲ့နေစနစ်ပါသူ့ရဲ့နေစနစ်ကလက်တီထိုးချမ်းတဲ့လက်တီသွေးလုံးတွေအရင်မြန်ပါတယ် bike ကိုပဲသူကဦးတည်ပြီးတော့ကစားတတ်တဲ့ fighter fighter တော်တော်များများကိုတော့ဒီ bike ကိုအဓိကထိုးပြီးတော့နော် body shot ထိုးပြီးတော့အဆုံးတက်တာဖြစ်ပါတယ်အဲ့တစ်ချက်ကိုတော့တတိထားရပါမယ် အရန်နဲ့ပြင်းတဲ့အထဲမှာတော့မပါအောင်ဗျာသူလက်တီထိုးချက်ဒါပေမဲ့ခဏခဏထိရင်တော့ဒီပိုင်းအောင်လာတော့ပါတော့ဖြစ်သွားနိုင်ပါတယ်ကျွန်တော်တို့တက်ပိုင်အောင်ရဲ့ပုံစံကိုကြည့်မယ်ဆိုရင်လည်းတစ်ချက်နှစ်ချက်လောက်နဲ့တော့လုံးဝလေးကြမယ်ပုံစံမရှိဘူးကျွန်တော်တို့ကလုံးဝမအောင်မြင်နေဗျာဒါပေမဲ့ခဏပြောတဲ့အတိုင်းပဲသူကအရန်မြန်ပါတယ်အဲ့ဒီအရန်မြန်တဲ့အချက်ကတော့ကျွန်တော်တတိထားမှာဖြစ်ပါတယ်အဲ့တော့ကိုယ့်ဘက်ကတိုက်စစ်ဆင်မယ်ပြီးရင်ပြန်ခွာရမှာဖြစ်ပါတယ်သူ့ဘက်ကတော့လက်တီထိုးချက်အရန်မြန်တယ်လုံးဝ combination pass တဲ့ လာမှာဖြစ်ပါတယ်အဲ့လိုမျိုးတိုးဘက်ကတိုက်စစ်ဝင်တဲ့အချိန်မှာတော့ကိုယ့်ဘက်ကလည်းပြန်ခွာဖို့လိုပါတယ်အဲ့ဒီတစ်ချက်တော့ဘယုံဆိုင်မှုလိုပါတယ်ဂျန်နဲ့တက်လုံပိုင်းတို့တမလားမာကုံပိုင်းတို့ကတော့တော့ကျွန်တော်တို့အဘက်ကအသာစီးပါပဲအဲ့တော့ပေါကွဲရပြင်းပြင်းနဲ့ကစားမယ်ဟိုဘက်ကတိုက်စစ်ဖွင့်တဲ့ချိန်ပြန်ဆောင်မယ်အချိန်နဲ့ဆောင်ပြီးတော့ကိုယ့်ဘက်ကလည်းတင်ပြီးတော့တိုက်စစ်ဆင်မယ်အဲ့လိုမျိုးပုံစံဆိုရင်လုံးဝအဆင်ပြေပါတယ်ပြီးတော့အဓိကတော့ဒီ ဂျိုးဝိုင်းတောင်းနေမှာရောက်သွားတဲ့အချိန်နဲ့မှာလောက position အမြန်ဆုံးပြောင်းတင်လာတယ်။ဒီတောင်းမှာဒီလက်တီထိုးချက်တဲ့နဲ့ဒီလက်တီတွဲလုံးနေတဲ့အမြန်ဆုံးပေါ့နော်အဲ့လိုမျိုးထိုးခံရတဲ့အချိန်နဲ့မရောက်အောင်တောက်ပိုင်အောင်ကရှောင်ထွက်နိုင်ဖို့လိုပါလိမ့်မယ်။အဲ့ဒါတော့အရေးကြီးပါတယ်။ဟုတ်ပြီအဲ့ဆိုရင်ဒီည9နာရီ အာဟုတ်တယ်မြန်မာစံတော်ချိန်ဆိုတော့9နာရီပေါ့နော်တပတ်တပတ်အောင်ရပေါ်ရကဒီည9နာရီမှာရရှိရမှာဖြစ်ပါတယ်ကဲညီကိုရေအားပေးဖို့ ready နော်ပြီးတော့နောက်တစ်ခုကပါလဲဆိုရင်ကျွန်တော်အကုန်လုံးပြောလိုက်ပါမယ်နော်ချာမာတော်ပါရလိုက်မကုမဲအင်ကလိုင်းကပါပြောလဲဆိုရင်ချာမာခစ်ကုန်ပြီတဲ့ ဒီမနေ့တို့တို့ဒီပွဲကြိုတင်းစာရှင်းလင်းပွဲမှာသူပြောလာတဲ့အရာပေါ့နော်။ဘာဆိုရင်တို့တို့တင်းစာရှင်းလင်းပွဲလုပ်တဲ့အချိန်မှာချာမချာမချာမဆိုပြောလေပရိတ်တရတော့ကာဒီ LS Barrier LS Barrier တော့တကယ် fighter ကောင်းမင်းသားလို့ပဲမဟုတ်အဲ့လိုမျိုးပေါ့။တကယ် popular ဖြစ်တဲ့သူကျွန်တော်လည်းအရန်ကိုခိုက်တယ်သူရဲ့ပုံစံကအရန်ကိုကြိုက်တယ်။သူကဒီပွဲထိုးတော့မယ်ဆိုတာနဲ့ချက်ချင်းကတုံးရိတ်လိုက်ပါတယ်။အဲ့တော့မှလူမိုင်းရုပ်ပေါ့မှာပေါ့ဗျာ။ လုံးဝကျမ်းမဲ့ပုံစံမျိုးဗျာအဲအဲ့လိုမျိုးပြောင်းလိုက်တာသူရဲ့စပင်းနဲ့လုံးဝကတုံးကင်အခုမနေ့ကပဲကတုံးကင်ရိတ်လိုက်ပြီးဖြစ်ပါတယ်အခုတော့ဒီအခြေအနေဖြစ်ပါတယ်အဲ့တော့ဒီမနေ့ interview မှာပါပြောလဲဆိုရင်ကျွန်အမင်းတို့ကတော့ဒီဒီ Ankalaev ရန်ကိုအားတန်ပြီးတော့နပန်းတမားဖြစ်တယ်ပေါ့ဗျာအာအရန်တတိထားမှာပွေးလို့မျိုးအဲ့လိုမျိုးနပန်းဆရာကြီးပုံစံမျိုးပြောနေကြတယ်တူကတော့အာဘယ်လိုပြောမလဲ နပန်းကိုပေါ့နော်နပန်းကိုအခုမှလဲကျင်တာမဟုတ်ဘူးတဲ့အရင်ကတည်းကနပန်းကိုလဲကျင်နေတယ်နပန်းကိုလဲကျင်နေတဲ့ fighter ပါတဲ့သူ့ကိုတော့အဲ့လိုမျိုးပြောသွားပါတယ်ပြီးတော့မှ heavy weight တန်းကိုလည်းပရိသတ်တွေလိုအပ်လိုအပ်တယ်လို့မျိုးဗျာသူတို့မြင်ချင်တဲ့အတိုင်းသူကလည်းထိုးဖို့တော့ဟိုရွေးချင်စရာတော့အများကြီးရှိတယ်ပေါ့ဗျာသူ့အတွက်ပွဲထိုးဖို့ရွေးချင်စရာလည်းအများကြီးရှိတယ်ဒါပေမဲ့လက်ရှိအချိန်မှာတော့ဒီကဘက်ကို light heavy weight ကဘက်ကိုရအောင်ကာကွယ်ဖို့အာရုံစိုက်ထားပါတယ်ဆိုပြီးတော့ဖြေချတော့တာဖြစ်ပါတယ် ဟုတ်ပြီဒီမှာ anchor life ကတော့လောကပြောစီပြောစီနေပါเนาะဘာပြောလဲဆိုရင်ချာမမင်းတို့ပြောတဲ့ချာမချာမဆိုတဲ့ခက်ကကုန်ပြီတဲ့အခုသူဒီအဲတနင်္ဂနွေမနေ့ပိုင်းပေါ့နော်အဲ့မှာထိုးပြီးသွားရင်ဒီပွဲပြီးသွားပြီဆိုရင်တော့မင်းတို့ရဲ့ခြာမခက်ကကုံလောက်ဖြစ်ပါတယ်တဲ့ကျွန်တော်ကလည်းချစ်ပေးကြဖို့ကျွန်တော်မျှော်လင့်ပါနေတဲ့ကျွန်တော်ကလည်းကြိုက်ကြမှာပေါ့ဗျာပြောမစမ်းသူပြောချင်တာပေါ့ကကျွန်တော်ကလည်းမင်းတို့ကြိုက်ကြမှာပါတဲ့အဲ့လိုမျိုးပြန်လေးဖြေချမ်းသွားဖြစ်ပါတယ် အဲ့တော့သူတို့နှစ်ယောက်ရဲ့ဒီ face off လုပ်တဲ့အချိန်မှာပေါ့နော် face off လုပ်တဲ့အချိန်မှာကျွန်တော်တစ်ချက်ကြည့်လိုက်တာတော့ပေါ့တော့တွေ့ရမယ်ဆိုရင် Alex Korea ကပို့ပြီးတော့အရေးလေးရှင်လို့ခန္ဓာကိုယ်ကပို့ပြီးတော့ထွားနေတဲ့ပုံစံအနေထားမှာရှိပါတယ်ဒီတယောက်တော့ဒီ Ankle Life ကတော့အနေငယ်ပို့တော့ပေါ့နော် Alex Korea ကအော်လုံးဝတောင်းလဲကောင်းတယ်လို့လုံးဝအားလုံးဝအားအင်ပြည့်ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးတော့တွေ့ရပါတယ် ကျွန်တော်လည်း Alice Faria ရဲ့ပရိတ်သတ်ဆစ်စစ်ပါပရိတ်သတ်တယောက်ပါအကျန်းအကျန်းကိုခိုက်လို့ပါသူကစားတဲ့ပုံသားအရန်ရန်ကိုကြိုက်လို့ပါဒါပေမဲ့အင်းပြောချင်တာကတော့ဒီပွဲကတော့တကယ်တကယ်ကိုမလွင်နဲ့ပွဲစဉ်မှာဘာဆို Inglife က ground game ကိုနှစ်ပန်းကစားလာမယ်ဆိုရင်ကပတ်အင်းအဲ့လိုမျိုးတော့မပြောရမှာညာတမလားအဲ့တော့ LS Barrier ကပတ်တာပွဲတော့ပဲကျွန်တော်မြင်ချင်တယ် ကျွန်တော်တို့သူ့ကိုပဲအားပေးနေတယ်ဒါပေမဲ့ဒီပွဲကတော့တကယ်ကိုမလွယ်တဲ့ပွဲချင်ပါနော်အဲ့တော့ညီကိုတွေလည်းအောက်မှာ comment ခေကြပါဘယ်လိုမျိုးထင်ကြလဲပေါ့နော်ဟုတ်ပြီအဆိုရင်အဲ့ဒါတော့တနင်္ဂနွေနေ့မနက်ပိုင်းမှာကြီးရမယ်ပွဲပေါ့နော်ကျွန်တော်တို့ Joshua Ban ရဲ့ပွဲလည်းကြီးကြကြီးကြီးရမှာဖြစ်ပါတယ်တော့ဟုတ်ပြီအဆိုရင်တော့ဒီည9:00နာရီမှာကျွန်တော်တို့အတူတပ်ပိုင်အောင်ရပွဲအရင်ဆောင်ကြည့်ကြမယ်နော်ပြီးတော့မှပဲနောက်နေ့မနက်ဖြန်မနက်မှာပဲဟိုဟာ တမ်းမီဆိုကြီးပွဲပြန်ကြည့်ရမှာဖြစ်ပါတယ်အဲဆိုရင်ဒီလောက်ပါပဲဗျာအားလုံးကိုကျေးဇူးတင်ပါတယ်လို့